မင်းကမိုးကမြူတဲ့ကိုဒီစစ်တပ်ကဝင်အောင်လာပါပြီသူတို့ဝင်အောင်လာတဲ့အချိန်မှာလည်းပဲဒီမြို့ထဲမှာဆိုရင်သူတို့ဖက်ကြုံမဲ့သူတွေရောဒီထွက်ပြေးနှုတ်ဆက်မဲ့သူတွေတိရောက်မှရှိနေတော့တွေ့ရပါလေဆိုတော့ဒီစစ်တပ်ဝင်လာတဲ့အချိန်နဲ့ဟိုအရင်တုန်းကဒီမန္တလေး PDF တို့မိုးကုတ်ဖြူဟာတို့ပြီးတော့ဒီတန်တက်ထင်လီတို့ဒီ2029စစ်စီဒုတိယပိုင်းအပြီးမှာဒီမြို့သိမ်းပြီးတော့ဝင်လာတဲ့ပုံစံတွေကလုံးဝ ကွဲပြားစီဖြစ်နေတာပါအခုဒီစစ်တပ်ကသူတို့ဝင်လာတဲ့ပုံစံကတော့ဒီအစိုးရတွေထွက်သွားပြီးတော့ဒီစစ်တပ်ဘုံအကြံဖက်တီဝင်လာတဲ့ပုံစံတိုင်းပဲပေါ့နော်သူတို့ကြိုဆုံမဲ့သူတွေတယောက်မှရှိနေတာကိုတွေ့ရပါတယ်ဆိုတော့ဒီစစ်တပ်ကသူတို့ဝင်လာတာလည်းအခုဆိုရင်ဒီစင်ရအစည်းတရာကျော်နဲ့ပြီးတော့ဒီစစ်တင်ရပေါ့ရောဒီအုပ်ချုပ်ရေးအဖွဲ့ဝင်တာအပါအဝင်တစ်ထောင်နီးပါးဝင်လာတာဖြစ်ပါတယ်သူတို့ဝင်လာတဲ့အချိန်မှာဆိုရင်လည်းတန်တက်ထင်းလည်းနေပြီးတော့မှဒီ ဒီမိုးကုတ်နောင်ချိုးဒီလမ်းကြောင်းတချောင်းလုံးမှာသူတို့လုံခြုံရေးအပြည့်အဝယူပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီစတက်ကဘာလို့ဒီမိုးကုတ်ကိုအသေးအတန်လူချင်းရတာလဲဆိုရင်တော့အဓိကအဖြစ်တော့ဒီမိုးကုတ်နဲ့မိုးမိတ်လမ်းပိုင်းကိုထိန်းချုပ်ခြင်းလို့ပဲဖြစ်ပါတယ်ဆိုတော့ဒီမိုးကုတ်နဲ့မိုးမိတ်လမ်းကြောင်းကဘာလို့အဲ့လောက်ရေးပါလဲလို့ပြောရမယ်ဆိုလို့ရှိရင်တော့အထူးသဖြင့်ဒီအလဲပိုင်းစကိုင်းမကွေး ီးတော့ဒီရှမ်းမြောက်နဲ့ဆက်တွေ့ထားတဲ့အဓိကလမ်းမကတော့ဒီမိုးကုန်းနဲ့မိုးမိတ်လမ်းကြောင်းပဲရှိပါတယ်တကယ်လို့ဒီညာဒေသနဲ့ဒီရှမ်းမြောက်ကိုဆက်တွေ့ထားတဲ့ဒီမိုးကုန်းမိုးမိတ်လမ်းမင်းကိုပိတ်ဆို့ထားနိုင်လို့ရှိရင်တော့ဒီရှမ်းမြောက်ကနေစီစဉ်မဲ့လက်နက်ခရမ်းတွေကိုအလဲပိုင်းကိုမရောက်တော့ဘူးပေါ့နော်ဒီအလဲပိုင်းကိုပိတ်ဆို့ထားနိုင်မှာပဲဖြစ်ပါတယ်ပြောအထူးတစ်ပြက်ဒီအညာဒေတာမကွေးနဲ့စကိုင်းအဲ့ဒီမကွေးနဲ့စကိုင်းကနေပြီးတော့ပဲဒီဘက်ဘက်ကိုဖြတ်သွားလို့ရတယ်လဲဆိုလို့ရှိရင်တော့ ဒီစကိုင်းမဲ့ဆိုရင်ကျွန်တော်တို့ဒီဘက်အိန္ဒိယဘက်လည်းတွားလို့ရတယ်ကချင်ပြည်နယ်ဘက်လည်းတွားလို့ရတယ်မကွေးဆိုရင်ဒီဘက်ချင်းရောရခိုင်ရောဒီကရနီရောပါတွားလို့ရတာဖြစ်ပါတယ်အဲကြောင့်ဒီဒီရခိုင်ကရနီချင်းဒီကချင်စတဲ့အဖြစ်ပေါ့နော်ဒီအလဲပိုင်းကိုချိတ်ဆက်ထားတဲ့ဒီရှမ်းမြောင်းနဲ့ချိတ်ဆက်ထားတဲ့အဓိကလမ်းမကြီးဖြစ်တဲ့ဒီမိုးကုတ်မိုးမိတ်လမ်းကြောကိုစက်တကပိတ်ဆို့ခြင်းလို့ ဒီထင်းချုံရတာဖြစ်ပါတယ်ဆိုတော့အခုဒီစစ်တကမိုးကုတ်ကိုထင်းချုံလိုက်ပြီဆိုတော့ဒီမိုးကုတ်မိုးမြကဒီစစ်အင်အားတွေကိုထုံးလို့ပြီးတော့တခြားပါတယ်အညာကိုဒီဖိပြီးတော့တိုက်လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီတော်လိုင်းရရစုတွေအနေနဲ့အညာစစ်အောင်မှာဖြစ်ပါလိမ့်မယ်အညာကြဆုံးရင်တော်လိုင်းရီတစ်ခုလုံးကြဆုံးတယ်လို့ဆိုလိုနိုင်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီအညာကကျတော့တင်နေကမဟာပြူဟာအရအရေးပါလို့ပဲဖြစ်ပါတယ်။ဒီအညာတွေမှာဘသူကအဓိကအဖြစ်ဥဆောင်နေကြတယ်လဲဆိုတော့ဒီပတ်သုံးလုံးလို့ခေါ်တဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေပြီးတော့ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေပြည်သူ့လူမျိုးရေးအဖွဲ့တွေသူတို့ကပြောအုပ်ချုပ်တာဖြစ်ပါတယ်အဲ့ဒီဒီပါတလုံးအဖွဲ့တွေကလည်းဒီ NUG အစိုးရအောက်မှာရှိတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာဆိုရင်လည်း NUG ကသူ့ဒုက္ခနဲ့သူရောက်နေပါတယ်သူတို့ဝင်သူတို့အစိုးရအဖွဲ့မှာလည်းအကွဲအကွဲအပြည့်အပြည့်နေဖြစ်နေတယ်ပြီးတော့ဒီပြီးခဲ့တဲ့တလောကဆိုရင်လည်းဒီမတ်ကြီးပြရဲ့ ဒီကိုရီးကိုရာကိစ္စတွေရောငွေကြေးဘန်နာကိစ္စတွေမှာဆိုရင်သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့အညာမှာအခုဆိုရင်အခုချိန်မှာဘာဖြစ်နေလဲဆိုရင်ဒီကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်စိုးတယ်ဆိုတော့စကပုံအတိုင်းပဲအညာမှာဆိုရင်လည်းဒီပတ်သုံးလုံးလို့ခေါ်တဲ့ဒီ PDF တို့ပြည်သူ့လူထုရေးအဖွဲ့တို့ပြည်သူ့ချိုးရေးအဖွဲ့တွေကပြည်သူလူထုရဲ့ထောက်ခံမှုကို ရရှိမနေဘူးပေါ့နော်ဆိုတော့ဒီအခုကျမဆိုသူတို့တွေကပြည်လူလူရဲ့ထောက်ခံမှုတွေကြာစင်းနေတယ်လို့ပြောလို့ရမယ်သူတို့ရဲ့လုံဆောင်ချက်တွေနဲ့ဒီခံရက်တွေအားလည်းမှားနေတယ်ပြီးတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာလည်းဒီဖန်စီတပ်ဖြတ်တာတွေဒီဖန်စီတာတွေလည်းရှိနေတယ်ပြီးပြည်လူတွေကိုလည်းတချို့ဆိုရင်ဒီကြားပါလိမ့်မယ်ဒီတက်တငယ်မရင်းတွေရောအများကြီးပဲပေါ့နော်ကျွန်တော်တွေ့နေရတယ်ဆိုတော့ပြောရမယ်ဆိုလို့ NUG ကလည်း သူသူတို့ကိုယ်တိုင်လည်းကောင်းကောင်းမသိဆောင်နိုင်ဘူးပြီးတော့ဒီအညာမှာရှိတဲ့ PDF တွေကိုလည်းသူတို့မထင်ကျုံနိုင်တော့တွေးရပါတယ်အဓိကတော့ဘာဖြစ်လဲဆိုတော့ဒီ NUG ထိပ်ပိုင်းခေါင်းဆောင်တော်တော်များများကိုကြည့်မယ်ဆိုရင်ဒီနိုင်ငံခြားကိုအထုပြက်ဒီတတရနိုင်ငံတစ်ခုခုမှာသူတို့ထွက်ပေါက်ကိုရှာနေကြတာဖြစ်ပါတယ်သူတို့ရဲ့အသက်အန္တရာယ်အရလုံးကျုံစိတ်ချတဲ့နေရာတစ်ခုမှာရောက်နေတယ်ပြီးလို့ရှိရင်တော်လန်ရင်းမှာတကယ်လို့တော်လန်ရင်းမအောင်ခဲ့ရင်ဆိုတဲ့စိတ်နဲ့သူတို့တွေက ဒီ second plan အနေနဲ့ပေါ့နော် plan b plan a plan c အရသူတို့တွေကတက်တဲ့နိုင်ငံကိုထွက်ဖို့အတွက်ခြေလှမ်းနေရရောက်နေပြီတာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ကောင်းကောင်းမထိတ်ဆုံးနိုင်တော့တွေးရပါတယ်